လောကလူတယောက်ဟာ မွေးလာတဲ့အခါမှာပထမဆုံးမိဘနဲ့ပဲတွေ့တယ်။နောက်ကြတော့အရွယ်ရောက်လာတဲ့အခါအိမ်တော်ရသားကြအိမ်တော်ရသားကြတဲ့အခါတာမယာဖြစ်လာအိမ်တော်ဘက်ဒီဖြစ်လာအိမ်တော်ဘက်ဒီရှိလာတယ်မိသားစုတစ်ခုဖြစ်လာတယ်အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်လူတော်လူကောင်းတယောက်ဟာအဲ့ဒီမိသားစုအတွက်လည်းဖြစ်ရမယ်တဲ့မိသားစုကောင်းဖို့အတွက်ဖြစ်တဲ့လူမှလူတော်လူကောင်းတယ် ဒါလူတိုင်းမိသားစုအတွက်မကောင်းဘူးအိမ်တော်ရဲ့သားကြပြီးတော့တားမရကိုစင်စင်ရဲထားခရူးမဆိုင်ပဲနဲ့ပြစ်ထားတဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်တားမရကောင်းစားရေးအတွက်မလုပ်တဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်အဲ့ဒါလူတော်လူကောင်းလို့မခေါ်ဘူးလူတော်လူကောင်းဆိုလို့ရှိရင်လူတော်လူကောင်းဟာမိမိမိသားစုအတွက် သမယားတွေအတွက်လည်းကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့ဒါမြတ်စွာဘုရားတတ်မှတ်ပြတဲ့စံတစ်ခုပဲเนาะလူတော်လူကောင်းလို့ခေါ်ဝေးရအတွက်ဒီပုဂ္ဂိုလ်ဟာမိဘအပေါ်ကောင်းရုံနဲ့မကဘူးမိမိရဲ့မိသားစုအတွက်လည်းပဲကောင်းတယ်တဲ့ကဲသမယားအတွက်ကောင်းတယ်လို့ဆိုတဲ့အခါမိမိရဲ့အိမ်တော်ဘက်အတွက်ကောင်းမွန်ကောင်းနေရဘယ်လိုကောင်းရမလဲသူ့အတွက်ဘယ်လိုဖြစ်အောင်လုပ်ရမလဲ နမတိကတော့မိမိရဲ့အိမ်တော်ဘက်ပေါ်မှာချင်းချင်းနာနာရှိရမယ်ဒါနမတိနမနှစ်ကအထင်သေးအမြင်သေးမဆက်ဆံရဘူးနောက်တစ်ခုကကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်ကျူးလွန်မှုမလုပ်အောင်ဒီ၃ချက်ဟာအမြဲတမ်းအရေးကြီးတဲ့အချက်၃ချက်လေ ဒါကတင်္ဂလဝါရတုံမှာသာသမီမိဘမိမိရဲ့မိသားစုအတွက် ကောင်းတယ်ဆိုတာဒီလိုကောင်းမှအကောင်းလို့ခေါ်တယ်ပေါ့ဟောနောက်တစ်ခုကတော့တိုင်ဆိုင်မှုကိုအနှင်းရမိသားစုကိုယ့်ရဲ့အိမ်တော်ဘက်ကိုတိုင်ဆိုင်မှုအနှင်းရထိုက်တန်တဲ့အစဉ်တစားများဖြင့်တန်စာဆင်ပေးရမယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကရသော်ဘုရားခေတ်မှာ ဖះအိန္ဒိယနိုင်ငံမှာပွင့်တာဆိုတော့အိန္ဒိယခေတ်လူနေမှုစနစ်နဲ့အံဝင်ခွင့်ကြဖြစ်အောင်မြတ်စွာဘုရားဟောတာဒီတွေပို့ပြီးတော့ကောင်းအောင်လုပ်နိုင်ရင်လည်းကောင်းအောင်လုပ်ပေါ့ဆိုလိုတာကတော့ကိုယ့်ရဲ့မိသားစုပေါ်မှာအကျင်နာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာဝတ္တရားမချို့ရင်းမှုဒီလိုဆိုလိုတယ်အဲ့တော့မိသားစုအတွက်ကောင်းတဲ့ပုံကူမှတကယ်လူတော်လူကောင်းလို့ဒါအတွက်သတ်မှတ်တယ်ဟောမိသားစုဆိုတဲ့အထက်မှာ အိမ်အောင်ဘက်တည်းမကဘူးဘာပါတော့ဆိုသားရီသမီးတွေပါသေးတယ်အဲ့ဒီသားသမီးတွေအတွက်မှာသားသမီးတွေအတွက်ကောင်းတဲ့ပုံကိုလည်းဖြစ်ရမယ်သားသမီးတွေမွေးထားမွေးထားပြီးတော့ဒီတိုင်းပဲပြစ်ထားတယ်ဆိုရင်ဒါလူတော်လူကောင်းမဟုတ်ဘူးသားသမီးမွေးပြီးပြစ်ထားရင်လူတော်လူကောင်းမဟုတ်ဘူးအဲ့တော့လူတော်လူကောင်းဖြစ်ဖို့ဘာလို့อ่ะကိုယ့်ရဲ့သားသမီးတွေကို မကောင်းတဲ့ဘက်ကိုရောက်မသွားအောင်ဆောင်းရှောက်ရမယ်။ကောင်းတဲ့ဘက်ထဲရောက်အောင်ပို့ဆောင်ပေးရမယ်။မကောင်းမြတ်တာကောင်းရာညှွန်လက်ဆိုတာအဲ့ဒါပြောတာနော်။မကောင်းတဲ့ဘက်မရောက်စေရဘူး။ကောင်းတဲ့ဘက်ရောက်အောင်ဆိုလိုတာကလမ်းမနေလို့ရှိရင်အဲ့ဒီလမ်းမပေါ်မလျှောက်လန်းစေပဲနဲ့လမ်းမှန်ပေါ်တင်ပေးရမယ်လို့ဒီလိုပြောတာနောက်တစ်ခုကဘာလို့ဆိုအရေးကြီးဆုံးကတိတ်ပံတိတ်ခံပင်တည် အတတ်ပညာတစ်ခုသင်ပေးရကိုယ့်ကိုအမိပြုပြီးတော့မွေးဖွားလာတဲ့လူသားတယောက်သာဝဏေပြည့်စုံအောင်တတ်ပညာတစ်ခုသင်ပေးရမယ်ဒါမိဘရဲ့တာဝန်လို့ဒီလိုပြောတာအရွယ်ရောက်လာပြီဆိုတဲ့အခါလည်းပဲသင်နေရတဲ့အိမ်အောင်ချပေးရမယ်လို့ဒါကအိမ်အောင်ပြုကျင်တဲ့ပုဂ္ဂိုလ်ပြောတာနော်မပြုကျင်တဲ့ပုဂ္ဂိုလ်ချပေးဖို့ဒီလိုဆိုလိုတာမဟုတ်ဘူးအေးဒါက မိဘကနေပြီးတော့မိသားစုမှာလှုပ်ဆောင်ရမယ်တာဝန်ဝတရားတိုင်လှုပ်ပြီးလို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမိသားစုအတွက်လူတော်လူကောင်းပဲလို့ဒီလိုပြောမှာ